နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကြားမှာရေပန်းစနေတဲ့ပုံမှ59ဂါကြီးစာလုံးနဲ့ပုံမှ436ကို ပြင်ဆင်ပေးရတဲ့လူရောက်တရာဟာမက်လ2ရက်နေ့ကရန်ကုန်မြို့လှိုင်မြို့နယ်မှာလမ်းလျှောက်ဆန္ဒပြခဲ့ကြပါဗျ။ Peace Machine Group ကဥဆောင်စီစဉ်တဲ့ဒီဆန္ဒပြလှုပ်ရှားမှုကိုအင်းစိန်လမ်းနဲ့ပါရမီလမ်းတောင်းကနေစတင်ပြီးအင်းရကံပောင်ထိရှောက်ခဲ့ကြပါဗျ။ပုံမှ59ကိုပြင်ဆင်ပေးဖို့မလိုဘူးလို့လွှတ်တော်အမတ်အချို့ပြောဆိုချက်တွေဟာ ရောင်စန်းစုကြည်ကိုမရှင်ပြန်ရဲလို့ပြောနေတာဖြစ်တယ်လို့ဆိုပါတယ်။သူတို့တွေရဲ့စကားကတစ်ဖက်သက်ဆံပြီးတော့မှအပြစ်ပုံချတယ်ဆိုတဲ့စကားလိုပဲကျွန်တော်မြင်ပါတယ်။ရောင်စန်းစုကြည်နဲ့မရှင်ပြန်ရဲလို့ပေါ့။ရှင်ပြန်ရဲတဲ့ရဲခဲ့မယ်ဆိုရင်လူတယောက်ကိုရှင်ပြန်မဲ့ပဲဆိုရင်လူတယောက်ကိုကြိုးချီမထားနဲ့။ကြိုးတွေအားလုံးကိုလွှတ်ပေးထားမှရှင်ပြန်လို့ရအောင်ပါတော့။အပြေးပြိုင်ပွဲသဘောမျိုးပေါ့။ဒီတော့ခြေတော့ကတော့ကြိုးတုတ်ထားတယ်။မင်းပြေးဆိုရင်ဘယ်လိုပြေးမလဲ။အဲ့ဒါလေးကျွန်တော်သိချင်သိစေချင်တာပေါ့။ မြန်မာပြည်မှာနေခဲ့တဲ့တက်တန်းတခြားနိုင်ငံသားအခွင့်အရေးတွေဆုံးရှုံးခဲ့တာကြောင့်လာမယ့်2015မှာဒေါင်ဆန်းစုကြည်ကိုတမရဖြစ်စေချင်တယ်လို့ဆိုပါတယ်။အောက်ဆောင်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အမျိုးသမီးခေါင်းဆောင်အနေနဲ့ဆိုတော့ကျွန်တော်တို့အမေစုကိုဖြစ်စေချင်တယ်။ဒေါင်ဆန်းစုကြည်ရစေချင်ပါလေ။အမေစုရစေချင်ပါလေ။သိရှိမှာစကားတော့ကလို့ဒီနေရောစားရောပစ္စည်းဥစ္စာတွေရောအားလုံးဆုံးလို့ပြီးတော့နေလာခဲ့ရတာပါ။နေလာခဲ့ရတာအများကြီးဖြစ်ရှိတယ်။ ုံရှုံရတာလေအများကြီးပဲဒါပေမဲ့ဒီဆုံရှုံမှုကြောင့်လားသူလူချင်းကလည်းမဟုတ်ပါဘူး၂၀၈ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးလမ်းလျှောက်ဆန္ဒပြမှုကိုအင်းအားကံပေါ်မှာအဆုံးသတ်ခဲ့ပြီးလယ်သမားအရေးလှုပ်ရှားတက်ကြွတဲ့ဥဝင်းချိုအပါအဝင်ဆန္ဒပြလှုပ်ရှားသူတွေကဟောပြောခဲ့ကြပါတယ်